ပရိသတ်တွေအားလုံးပဲမင်္ဂလာပါရှင် health fix ကနေကြိုဆိုပါရစေဒီနေ့ညနေမှာလည်းပရိသတ်တွေအတွက်အကျမကြီးနဲ့ပတ်သက်တဲ့ဘူးတုဒ္ဒရာတွေကိုမျှဝေပေးသွားဖို့ရှိမှာဖြစ်ပါရှင် high fix bar fix ပါလိမ့်မင်္ဂလာပါ အဲ့ဒီနေ့လောင်းလို့ဆင်းနေမှာတော့အမျိုးသမီးတွေနဲ့သက်ဆိုင်တဲ့ကျန်းမာရေးအကြောင်းအရာဖြစ်ပါတယ်။အဲ့တော့အမျိုးသမီးတွေမှာကတအိမ်သွေးသားတွေဒီအမျိုးသမီးဒါတူအူလုံးရဲ့ကျန်းမာရေးအတွက်ကိုတကယ်အရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်ပါတယ်။အဲ့ဒီထက်မှာအခုခေတ်မှာလည်းတော်တော်များများဒါ risk တွေများနေတယ်ကြုံတွေ့နေရတယ်။တအိမ်ကောင်းကင်ဆာနဲ့ပတ်သက်တဲ့အကြောင်းဆွေးနွေးဖို့ရှိမှာဖြစ်ပါတယ်ရှင်။အဲ့တော့အမျိုးသမီးတွေမှာတအိမ်ကောင်းကင်ဆာဖြစ်ပွားစေတဲ့အကြောင်းရင်းတွေမှာထပ်တိုးပြီးတော့ဂရုစိုက်စရာဘာတွေရှိမလဲဆိုတာဆွေးနွေးပေးဖို့အတွက်ကို travelpatient.com ရဲ့ medical consultant ဖြစ်တဲ့ဒေါက်တာရှင်းမို့ဖိတ်ခေါ်ပြီးတော့ဒေါက်တာနဲ့အတူဆွေးနွေးသွားမှာဖြစ်ပါတယ်ရှင်။ ဒေါက်တာမင်္ဂလာပါရှင့်မင်္ဂလာပါဟုတ်ကဲ့ Hi Fix Board အားလုံးပဲမင်္ဂလာပါရှင့်ကျမကတော့ travelvision.com က medical consultant Dr. ရှင်းမုံဖြစ်ပါတယ် မင်္ဂလာပါဒေါက်တာမင်္ဂလာပါအဲ့တော့ဒီနေ့ကကျတော့အမျိုးသမီးတွေတော်တော်ဖြစ်နေကြတဲ့တိုင်ကောင်းကင်ဆာပေါ့နော်ဆိုတော့ဖြစ်တဲ့အရေအတွက်တွေလည်းပိုများတယ်လို့ခန်းစားရတဲ့တွေ့ရနေနေစိတ်လာရဆိုတော့အမျိုးသမီးတွေမှာတိုင်ကောင်းကင်ဆာဖြစ်ရတဲ့အကြောင်းရင်းတွေဘာများရှိမလဲဆိုတာဒေါက်တာအရင်ဆုံးဆွေးနွေးပေးပါဟုတ်ကဲ့ပါကိုယ်ဆက်ရခိုင်နှုံသောတိုင်ကောင်းကင်ဆာတွေက Human Papilloma Virus လို့ခေါ်ရဲဒီ HPV Virus ပိုးကြောင့်ဖြစ်ပေါ်ရတာဖြစ်ပါတယ်အာဒါအပြင်ပေါ့နော်တိုင်ကောင်းကင်ဆာကိုဖြစ်စေနိုင်တဲ့အခြားအကြောင်းအရာတွေလည်းအများကြီးရှိပါသေးတယ်အခြားအကြောင်းအရာဆိုတော့ဒေါက်တာကြားဝူးထားတာလောက်အရှိရပြောတဲ့အကြောင်းအရာတွေတော်တော်များအ တယ်ကြောက်ကြဒါပေမဲ့အခြားအကြောင်းအရာဆိုဘာတွေထပ်ရှိအောင်လဲဟုတ်ကဲ့ပါအသင်ကောင်းကင်ဆယ်ဖို့ဖြစ်စေနိုင်တဲ့အခြားအကြောင်းအရာတွေကိုပြောပြရမယ်ဆိုလို့ရှိရင်တော့ပထမဆုံးအနေနဲ့ကလိင်ဆက်ဆံမှုတုံးတက်မကရှိနေတာမျိုးအသက်၁၈နှစ်မတိုင်ခင်မှာဒီလိင်မှုကိစ္စတွေကိုစတင်တာမျိုးတကူရင်းသင်းရှင်းမှုအားနေတာမျိုးနဲ့ဆက်လေတောက်တာခုခံအစနစ်မကောင်းတာဒါတွေအပြင်ဟို HIV AIDS နဲ့စီးပူညောင်ကျဝေဒနာရေယုံနဲ့ကာလာသားယောဂါစတဲ့လိင်ကတဆင့်ကူးစက်တတ်တဲ့ယောဂါတွေရှိနေမယ်ဆိုလို့ရှိရင်တော့ဒီသင်ကောင်းကင်ဆယ်ဖြစ်နိုင်ခြေကိုပိုပြီးတော့တိတိတာမြင့်တက်စေရပဲဖြစ်ပါတယ် ဟုတ်ကဲ့ပါဒါဒါတွေကဟိုအမျိုးသမီးနေစဉ်ဘဝမှာဖြစ်လာနိုင်တဲ့ ချက်တွေမှာပါနေဆိုလက္ခဏာအဖြစ်ကိုဒေါက်တာအမျိုးသမီးတယောက်တိမ်ကောင်းကင်ဆာဖြစ်နေပြီဆိုရင်ဘယ်လိုလက္ခဏာတွေစပြီးတော့ခံစားရလိမ့်ရှိလဲဟုတ်ကဲ့ပါတိမ်ကောင်းကင်ဆာရောဂါလက္ခဏာတွေအနေနဲ့ဆိုလို့ရှိရင်တော့တလနဲ့တလကြားမှာရာသီသွေးမဟုတ်ဘဲနဲ့ပုံမမှန်ဈာပေါက်သွေးစင်တာမျိုးတွေနောက်တစ်ခုကပုံမှန်ရာသီလာနေကျရက်ထက်ကိုပို့ပြီးတော့ရက်ရှည်သွေးစင်တာမျိုးပမာဏပုံများများသွေးစင်တာမျိုးနဲ့အမျိုးသားနဲ့တူနေတဲ့အခါမှာဆူဆူဝါနိုင်တဲ့နာမျိုးတွေကိုခံစားရတတ်ပါတယ်ဒါအပြင်သွေးဆုံးမိသားမျိုးသမီးတွေမှာဆိုလို့ရှိရင်လည်းရာသီသွေးပြန်ပေါ်လာတာမျိုးတွေဖြစ်တတ်ပါတယ်နောက်တစ်ခုကပေါ့နော်ဒီဒီကင်ဆာအကျိတ်ကလေးက ကစီးအိမ်ပေါ်မှာပြိမိနေမယ်ဆိုလို့ရှိရင်တော့စီးမကြခဏသွားချင်တာမျိုးစီးသွားတဲ့အခါမှာနာကျင်မှုဝေဒနာကိုခံစားရတာမျိုးစားရတဲ့ရောဂါလက္ခဏာတွေခံစားရတတ်ပါတယ်။နောက်ပြီးတော့ဒီ1 byte အောက်ပိုင်းလေးတွေအာနာကျင်မှုကိုပေါ့နော်ရက်ရှည်ခံစားနေရတာမျိုးတွေလည်းရှိတတ်ပါတယ်။အာနောက်တစ်ခုကတော့ဒီကင်ဆာရဲ့ထုံးစံအတိုင်းကိုယ်လေးချိန်တိတိကျကျဆင်းလာတာမျိုးတွေကိုလည်းခံစားရတတ်ပါတယ်။ ဟုတ်ကဲ့ပါအဲ့တော့ဒေါက်တာပြောသွားတဲ့အချက်တွေအမျိုးသမီးတယောက်အနေနဲ့ခံစားနေရပြီဆိုရင်တော့ဒါစစ်ဆေးဖို့အတွက်အချိန်သင့်ပြီဆိုတာမျိုးဖြစ်တယ်ပေါ့နော်ဆိုတော့ဒါဒီအပိုင်းနဲ့ပတ်သက်လို့ဒီကာကွယ်ရမယ့်အပိုင်းပေါ့နော်ဆိုတော့ဒီလိုမျိုးတွေမဖြစ်အောင်လို့ဘယ်လိုအပိုင်းတွေကာကွယ်ပေးရမလဲကျိုးတင်ကာကွယ်ထားရမယ့်အပိုင်းတွေတိမ်ကောင်းကင်ဆာမဖြစ်အောင်လို့တိတိယောက်ကာကွယ်နိုင်တဲ့နည်းလမ်းကတော့ဒီတိမ်ကောင်းကင်ဆာကာကွယ်ဆေးကိုအမျိုးသမီးအားလုံးစနစ်တကျထိုးနိုင်ထားတာတော့အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်နောက်တစ်ခုကဒီ၃နှစ်တခါနဲ့၅နှစ်တခါအထိကိုတိမ်ကောင်းအချွဲမဲယူပြီးတော့တိမ်ကောင်းကင်ဆာရှိမရှိကိုစနစ်တကျစစ်ဆေးဖို့လည်းတင်ပါတယ်ခု ုနကပြောခဲ့တဲ့ပုံမှန်မဟုတ်တဲ့ယောဂလက္ခဏာကိုခန်းစားနေရမယ်ဆိုလို့ရှိရင်လည်းကျွမ်းကျင်တဲ့သားဖွားမိရဲ့ဆရာဝန်တယောက်နဲ့ဆွေးနွေးတိုင်ပင်ပြီးတော့စနစ်ကျကုသမှုကိုခံယူဖို့တင်ပါတယ်ရှင်။ဟုတ်ကဲ့ပါဒေါက်တာ။အဲကုသတဲ့အပိုင်းကတော်တော်အရေးကြီးသွားပြီပေါ့နော်။ဆိုတော့လူရဲ့ကင်ဆာဆွန်ပြောက်ကိန်းနိုင်ခြင်းရှိရလားဆိုတော့စိတ်ပူကြရဲဆိုတော့တိမ်ကောင်းကင်ဆာကုသမှုအပိုင်းမှာရောဘလို့ဖြစ်နိုင်ခြင်းအများရှိနေမလဲ။ဟုတ်ကဲ့ပါ။ကုသမှုအပိုင်းကိုပြောရမယ်ဆိုလို့ရှိရင်နော်ဒီကင်ဆာအကျိတ်ကလေးရဲ့တည်နေရရဲ့ရွယ်စားပုံမှာမူတည်ပြီးတော့လေဆုံးဖြတ်ရရပေါ့နော်။နောက်တစ်ခုကတော့ဒီလူနာရဲ့ယောဂလက္ခဏာအခြေအနေပေါ်မှာလူနာရဲ့ ဲ့အသက်အရွယ်တွေပေါ်မှာမူတည်ပြီးတော့ရွေးချယ်ရတာဖြစ်ပါတယ်ဟုတ်ကဲ့ဒီကုသမှုနီလန်းနေဆိုလို့ရှိရင်တော့ခွဲစိတ်ကုသရလည်းရှိရပါတော့နောက်တစ်ခုကတော့ဒီဒန်းအောင်ကြီးနဲ့ကုသရကုထုံးနေလည်းရှိပါတယ်အဲနောက်ထပ်တစ်ချက်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ cancer ဆေးသွင်းပြီးတော့ဒီ chemotherapy လို့ခေါ်ရပါတော့ cancer ဆေးသွင်းကုသရနီလန်းနေလည်းရှိရပေါ့နောက်တစ်တစ်ခုကတော့ဒီခုခံအစနစ်တွေကိုအသုံးချပြီးတော့ immunotherapy လို့ခေါ်တဲ့ကုသကုသမှုတွေလည်းအဲထပ်ပြီးတော့ပေါ်ပေါက်လာတာဖြစ်တယ်ပေါ့နော်အဲဒီလိုမျိုးနီးစနစ်တွေအကုန်လုံးအသစ်အစ်တွေပေါ်လာနေရတယ်ဒါပေမဲ့အရေးကြီးဆုံးအချက်ကတော့ကို့မှာ သိန်းကောင်းကင်ဆာရှိလားမရှိလားဆိုတာကိုစောစောစီစီသိရှိပြီးတော့ကုသမှုကိုစောစောစီရရှိဖို့ကတော့အရင်အရေးကြီးပါတယ်ဟုတ် ဟုတ်ကဲ့ပါဒေါက်တာအခုလိုလေးသိချပြပြဆုံဆုံပြောပြရတော့ကျေးဇူးများကြီးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါကျေးဇူးများကြီးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါအဲဒီနေ့မှာဆိုလို့ရှိရင်တော့ဒါ Medical Consultant Dr. ရှင်းမွန်ကနေပြီးတော့အထက်အပြအမျိုးသမီးတွေမှာဖြစ်တဲ့တအိမ်ကောင်းကင်ဆာကိုဘယ်လိုအချက်တွေနဲ့ကာကွယ်လို့ရလဲဘယ်လိုလက္ခဏာတွေပေါ်နေပြီဆိုလို့ရှိရင်တော့ချက်ချင်းလက်ငယ်ဆရာဝန်တွေပြသတင်လဲဆိုတဲ့အပိုင်းတွေဆွေးနွေးပြီးသွားတာပါအဲဒီနေ့အပိုင်းကလောင်းလို့ကြည့်နေတဲ့အမျိုးသမီးတွေအသက်အရွယ်ပေါင်းစုံအတွက်ကိုလွှမ်းခြုံနိုင်တဲ့အကျိုးကျေးဇူးတွေပေးနိုင်မယ်လို့ယုံကြည်ပါတယ်ရှင်ဒီနေ့တော့လောင်းလို့ Health Fix အစီအစဉ်ကဒီလောက်နဲ့ပဲနှုတ်ဆက်ချင်ပါတယ်နောက်နေ့မှလည်းမတူညီတဲ့ကျန်းမာရေးအကြောင်းအရာတွေတင်ဆက်သွားပါအောင်ရှင်ခုလောနှုတ်ဆက်ပါတယ်နော် Bye bye. အခုပြသသွားတဲ့ Healthfix အစီအစဉ်ကိုပြန်လည်ကြည့်ရှုမယ်ဆိုရင်တော့ Pyeongplay application မှာကြည့်ရှုလို့ရတဲ့အပြင် Pyeongplay YouTube မှာလည်းကြည့်လို့ရတဲ့အကြောင်းသတင်းကောင်းပါချင်ပါတယ်။ပရိသတ်တွေအတွက်ကျန်းမာရေးပိုင်းဆိုင်ရာအကြောင်းအရာတွေကိုအမြဲတမ်းတင်ဆက်ပေးသွားမယ် Healthfix အစီအစဉ်။